မြန်မာ့ရေဦးခရိုနီကယ်အော်တိုဘာ9မြင်ကွင်းကြံ့ငွေတန်ဖိုးမြင့်တက်လာပေမဲ့ကုန်စည်တုံးမြင့်တက်မှုကြောင့်လူတို့ရဲ့ရှင်သန်ရေးခက်ခဲနေမကြသေးတဲ့သတင်းနှစ်ပတ်သုံးပတ်တာကာလအတွင်းကြံ့ငွေတန်ဖိုးမြင့်တက်လာပါတယ်လာတန်ချာအမေရိကန်ဒေါ်လာကျပ်4400ဝန်းကျင်မှာအနည်းငယ်တက်လိုက်ကျလိုက်ရှိနေရကစက်တင်ဘာလအကုန်မှာမြန်မာကြံ့ငွေတန်ဖိုးမြင့်တက်လာပြီးအော်တိုဘာလပထမပတ်မှာတော့ဒေါ်လာကျပ်4000အောက်ကိုကျဆင်းတဲ့အထိ ရောက်ရှိလာခဲ့တာတွေ့ရပါတယ် ရေပုံရအားဖြင့်မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာတဲ့ဆိုတာပြည်ပသွင်းကုန်ပစ္စည်းတွေဈေးကျဆင်းလာမဲ့သဘောဖြစ်ပါတယ်။ဒါကကုန်သွယ်မှုတွေမှာအကန့်အသတ်တွေပိတ်ပင်မှုတွေမရှိတဲ့အနေအားပုံမှန်အခြေအနေမျိုးမှာကျပ်ငွေတန်ဖိုးမြင့်တက်လာတဲ့အခါဆက်ဆက်ဖြစ်ပေါ်မဲ့ဖြစ်စဉ်ဖြစ်ပေမဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကပုံမှန်အခြေအနေမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ကျပ်ငွေတန်ဖိုးမြင့်တက်လာနေတဲ့အချိန်ကုန်ပစ္စည်းတန်ဖိုးတွေတိတိသားသားမြင့်တက်လာနေတာကကျပ်ငွေတန်ဖိုးမြင့်တက်ခြင်းဟာမြန်မာကျပ်ငွေတန်ဖိုးခိုင်မာလာတယ်လို့ယူဆလို့မရပဲ ကြံ့ဝေဝဲလိုအားကြာဆင်းစေတဲ့တားမြစ်မှုပိတ်ဆို့ကန့်သတ်မှုတွေကြောင့်လို့ရေပုံရံအားဖြင့်ကောက်ချက်ချစရာဖြစ်နေတာပါ။ဩဂုလာထဲမှာထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းကိုမြန်မာဘက်ကရုတ်တရက်ပိတ်ချလိုက်ပြီးကရင်ပြည်နယ်ထဲရောက်ရှိပြီးသားထိုင်းကုံစီတင်ဆောင်လာတဲ့ကုန်ကားတွေကိုပါစစ်ဆေးတာတိမ့်စီတာတွေလုံဆောင်ခဲ့ရတာကရင်ပြည်နယ်မြောက်ရီမဲဆောက်နယ်စပ်ကုံသွေးကြီးကရက်ဆိုင်လူနီးဖြစ်ခဲ့တာပါ။ထိုင်းမြန်မာနယ်စပ်ကုံသွေးကြီးကို ကော်တောင်းရနောင်းနယ်စပ်ကတဆင်ရေလန်းကနေသာတင်သွင်းဖို့စစ်ကောင်စီကညွှန်ကြားခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေဈေးနှုန်းတွေတိတိသားသားမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဆက်ပြမုံ၊ညံ့များရီ၊နုရက်ပစ္စည်း၊သွားရိုက်စီစတဲ့နေစဉ်သုံးကုန်ပစ္စည်းတွေကအစစက်မှုလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကြမ်းတချို့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစတာတွေအထိပါကုန်ပစ္စည်းရှားပါတာဈေးနှုန်းမြင့်တက်တာတွေရင်ဆိုင်လာကြရတာဖြစ်ပါတယ်။ ရန်ကုန်မြို့က City Mart Marketplace တို့လိုလူလက်တန်းစားတွေဝယ်ယူလေးရှိတဲ့လက်လီစတိုးတွေမှာပင်လျင်ကုန်ပစ္စည်းပြက်လက်တာတွေအချို့သောကုန်ပစ္စည်းတွေရောင်းချနိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးတွေ့လာကြရပါတယ်။ City Mart ဟာစားသောက်ကုန်လူသုံးကုန်တို့တင်သွင်းရမှာခေတ်အဆက်ဆက်တင်သွင်းခွင့်ရအောင်လှုံ့ဆော်တိုင်ခဲ့ပေမယ့်လက်တလောအာနာသိန်းစစ်တပ်ရဲ့ပိတ်ဆို့မှုကန့်သတ်မှုတွေကိုကြော်လွန်ပြီးတင်သွင်းနိုင်ခြင်းမရှိတဲ့အနေအထားလို့ကောက်ချက်ချရပါတယ်။ ကြံွေတန်ဖိုးမြင့်တက်ခြင်းကစိုက်ပျိုးရေးပို့ကုန်လက်ခစားလုက္ခစားစက်ရုံပို့ကုန်လုပ်ငန်းတွေဖို့ပြည်ပနဲ့ဆက်သွယ်ရောင်းချရမှာနစ်နာစေတဲ့အနေအထားဖြစ်ပြီးစံစဘာပဲပြောင်းစတဲ့စိုက်ပျိုးသိနံတင်ပို့မှုကိုလည်းထိခိုက်စေနိုင်တာဖြစ်ပါတယ်။တစ်ဖက်မှာတော့မြင့်တက်လာတဲ့ကြံွေတန်ဖိုးကြောင့်ပြည်ပကတင်သွင်းတဲ့ကွန်ပျူစီတွေကိုအရင်ထက်နှိမ့်ကျတဲ့ဈေးနှုန်းနဲ့ဝယ်ယူနိုင်ခြင်းမရှိတဲ့ကမောက်ကမအခြေအနေမျိုးကြုံတွေ့နေကြရတဲ့သဘောဖြစ်ပါတယ်။ ကျမ်းမာရေးအတွက်ပုံမှန်မီဝတ်နေကြရသူတွေအနေနဲ့လဲဈေးဝါတင်သွင်းဖို့လိုင်စင်ကန့်သတ်မှုတွေရှိနေတာကြောင့်ဈေးဝါပစ္စည်းတွေဈေးနှုန်းအဆမတန်မြင့်တက်လာနေပြီးကုန်စည်နှုန်းတွေကြီးမြင့်တဲ့အချိန်မှာဈေးဝါဝယ်မရတာဈေးမတန်တဆဖြစ်နေတာမျိုးနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။အခုလိုကုန်စည်နှုန်းကြီးမြင့်တဲ့အကျိုးသက်ရောက်မှုကိုရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာနေထိုင်သူတွေပင်လျှင်အခုလိုခက်ခဲစွာရင်ဆိုင်နေရရင်စစ်ပွဲဖြစ်ပေါ်တဲ့ဒေသတွေ အချို့သောလူသုံးကုန်အမျိုးမျိုးတွေတဲဆောင်ခွင့်မရှိလို့ကန့်သက်ပိတ်ပင်ခံထားရတဲ့ဒေသတွေမှာနေထိုင်နေကြတဲ့လူလူတွေအနေနဲ့ပုံမကြီးမြင့်တဲ့ဇင်းလုံးနဲ့ဝယ်ယူသုံးဆွဲကြရမယ့်အနေအထားဖြစ်ပါတယ်။စေဝါပစ္စည်း၊လျှက်စစ်ပစ္စည်းနဲ့စိုက်ပျိုးရေးသုံးဓာတ်မြင့်ဩဇာလိုကုန်စည်တွေကိုလက်နက်ကင်ပဋိပက္ခဖြစ်နေတဲ့ဒေသချို့ကိုပို့ဆောင်ခွင့်မပေးတာမျိုးလည်းရှိနေတာဖြစ်ပါတယ်။ပြည်ရင်းမှာပိတ်ဆို့မှုအဆိုးဆုံးရင်ဆိုင်ရတဲ့ဒေသကရခိုင်ပြည်နယ်ဖြစ်ပါတယ်။မြို့သုံးမြို့လောက်သာစစ်ကောင်စီကထိန်းချုပ်ထားနေတဲ့ရခိုင်ပြည်နယ်တစ်ခုလုံးကို ုံစီတင်မို့ခွင့်ကန့်သက်ထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ထိန်းချုပ်တဲ့စစ်တွေကြောက်ပြူမန်အောင်တို့လိုဒေသတွေအတွက်သာအကန့်သက်ပမာဏနဲ့တည်ဆောင်ပြီးစစ်ကောင်စီကကန့်သက်ပမာဏနဲ့ဖြန့်ချီပေးပြီးအေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ရဲ့ဒေသအများစုကမိမိတို့ဒေသအတွက်ဆန်ရိတ်ခါနဲ့အိန္ဒိယနယ်စပ်ကတဆင့်တင်သွင်းလာတဲ့ဆန်စီအခြားလူသုံးကုန်တွေကိုမိခိုနေကြရတာဖြစ်ပါတယ်။ ကချင်နဲ့ချင်းပြည်နယ်ကရင်နီကယားပြည်စကိုင်းတိုင်းစတဲ့ဒေသတွေမှာနေထိုင်သူတွေအနေနဲ့လည်းရန်ကုန်မန္တလေးတို့လိုမျိုးကြီးတွေကတည်ဆောင်းလာတဲ့ကုန်စည်တွေကိုဈေးနှုန်းကြီးမြင့်စွာဝယ်ယူစားသုံးနေကြတဲ့အနေအထားဖြစ်ပါတယ်။ဆက်သွယ်ထားတဲ့ကားလမ်းတွေလုံခြုံမှုမရှိတာလမ်းနှောက်လမ်းနက်ကိုင်းဖွဲ့စည်းအသီးသီးနဲ့အခွန်အောက်လမ်းခရီးမကောင်းတာကြောင့်ကြံ့ကြံ့မှုတွေပုံမှန်ကာလတွေထက်ပြက်စီးဆုံးရှုံးနိုင်ခြင်းမြင်မာတာကြောင့်ကုန်သည်သူတွေရဲ့အမျက်နှုံးတွေစတာတွေအားလုံးပေါင်းလိုက်တဲ့အခါမထင်မှတ်ထားတဲ့ကုန်စင်းနှုံးတွေနဲ့ ဆိုပါဒေသတွေမှာနေထိုင်သူတွေဝယ်ယူနေကြရတာဖြစ်ပါတယ်။လူတွေရဲ့နေစဉ်စားသုံးမှုနဲ့အသံမွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကိုကုန်သွယ်ကြရမှာအမျိုးမျိုးသောခေါင်းစဉ်တွေနဲ့အခွန်အောက်လမ်းခရီးလုံခြုံရေးစတာတွေကမြန်မာနိုင်ငံအဝန်းကလူလူဖို့ဘဲခက်ဘဲကာလာနဲ့မှနိုင်ရှင်လို့မရတဲ့ကုန်စင်းတို့ခက်ခဲကြက်တဲမှုတွေကိုရင်ဆိုင်ပြီးအသက်ရှင်သန်ဖို့စူးစမ်းနေကြတဲ့ခြေနေမျိုးဖြစ်ပါတော့တယ်ခင်ဗျာ။